တော်ငကိုတော့ဆိုရင်လူသိန်းနေနဲ့တကားပြောမယ်ဆိုရင်ရေထဲမှာတုံနေတယ်ကြောက်တတ်တယ်ပြီးတော့တခြားတငယ်ချင်းနေသွားရောမယ်ဘယ်လိုခေါမလဲသူများနဲ့သွားရောတာပေါ့ဗျာရောမယ်ဆိုရင်သူတို့ဟာတာအတိုင်းကျွန်တော်လိုက်လုပ်ကြည့်တယ်ဒါပေမဲ့ကျွန်တော်ဟာတာအကြောင်းတော်တော်ကြီးဖြစ်နေအကြံသူတို့ကဝိုင်းရည်ကြတယ်ဝိုင်းလောင်ကြတယ်တပြည့်ပြည့်နဲ့ကျွန်တော်ကိုကျွန်တော်ဟုတ်တယ်ငါစကားမပြောတတ်ဘူးနဲ့တူတယ်ငါပြောတာရမမှန်ဘူးငါပြောတာတခုခုမှားနေတယ်ဆိုပြီးတော့စကားပြောတိုင်းပြောတိုင်းထင်လာစေတယ်အဲဒါကြောင့်ကျွန်တော်စကားပြောမှကြောက်ရတယ် ကြောက်တဲ့အတွက်ကြောင့်လည်းပူပူပြီးတော့စိုးလာတဲ့စကားပြောရတာခက်လာတယ်ပြောတဲ့အခါကျရင်ဟိုအရန်ကြီးတွေးပြီးတော့အမ်ဒါပါတော့လူတရားကိုချင်းကပ်ဖို့ဆိုရင်ကျွန်တော်နေပြီးတော့သူချီးကျူးရမယ်ဘာညာပေါ့ဗျာဆိုပြီးတော့ကျွန်တော်အရန်တွေးတယ်အာဒီကောင်မျက်နှာကိုချီးကျူးရင်ကောင်မျက်နှာကိုချီးကျူးရဲဆိုရင်လည်းငါ့အချောက်ကြီးလို့ထင်မလားနှကန်းနှကန်းမဟုတ်ဘူးငါပါလေအဲ့ဆိုမဆယ်ကြီးကိုချီးကျူးရမလားမဆယ်ချီးကျူးရလဲအကောင်ကြီးအလောက်ကြီးမကောင်းစတဲ့မျိုးပေါ့ဗျာအဲ့လိုမျိုးအတွေးတွေများစွာနဲ့ကျွန်တော်တကယ်ပြောလိုက်တဲ့အခါလဲ မလိမ့်တပတ်တွေထွက်လာတယ်ကြားလုံးကောင်းတာတွေကြောင်းတောင်းတွေထွက်လာတယ်အကြရင်ကိုယ့်ကိုယ်ပို့ပြီးတော့တိမ်ငယ်တယ်ကိုယ့်ကိုယ်ပို့ပြီးတော့ယူကျုံမရဖြစ်တယ်အခုဆိုရင်တော့ကျွန်တော်စကားပြောတတ်ပြီလို့ပြောလို့ရပါတယ်အတငယ်ချင်းနေကြတဲ့မှာလဲခေါင်းဆောင်တယောက်ဖြစ်နေနောက်ပိုင်းကျတော့ကျွန်တော်တဖြည်းဖြည်းနဲ့ကိုယ့်ကိုယ်ကိုစကားပြောတတ်အောင်ဆိုပြီးတော့လေ့လာတယ်တော်တော်လေးကိုလေ့လာတယ်တော်တော်လေးကိုလည်းလေ့ကျင့်တယ်စာအုပ်တွေဖတ်တယ်မေတ္တာပလတိကာတို့လိုစာအုပ်တွေဖတ်တယ်အဲ့ဒီကနီးတည်အကုန်လုံးကျွန်တော်ဟိုဖတ်ပြီးတာနဲ့ချက်ချင်းလိုက်တုံးနေပြီးသွားတဲ့အခါကျတော့တခြားဒီစကားပြောညက်စေဖို့ကိုကို ကွန်ဖီဒန့်ရှိအောင်ပြီးရင်လူမကြောက်အောင်နေဖို့စသဖြင့်နီးလည်းနေအကုန်လုံးလိုက်လာတယ်နီးလည်းနေအကုန်လုံးလေ့လာတယ်ကျွန်တော်တဖြည်းဖြည်းနဲ့ကြိုးစားရင်းကြိုးစားရင်းနဲ့စကားပြောရတာအဆင်ပြေလာတယ်ကျွန်တော်အဲ့ချိန်မှာသိလိုက်တယ်အော်ငါစကားပြောနိုင်သေးပါလားငါစကားပြောတတ်အောင်လေ့ကျင့်လို့ရပါသေးလားငါလုံနိုင်သေးတယ်ဆိုတဲ့ဟာလေးကျွန်တော်သိလိုက်ရတယ်အခုဆိုတော့ကျွန်တော်စကားပြောတတ်သွားပြီအရင်ပြောရင်တော့စကားပြောတတ်သွားပြီတကယ်ချင်းနေအုပ်စုတဲမှာဆိုရင်လည်းကျွန်တော်ကောင်းဆောင်မယ်ဗီဒီယိုတူတူလုပ်မယ် အာလေ့ကျင့်ခန်းတွေလို့လုပ်မယ်စသဖြင့်ကျွန်တော်ပဲကောင်းဆောင်တာအကြောင်းမှဆိုတော့ကျွန်တော်အတန်းကောင်းဆောင်အနေနဲ့ဒါလူလူများနေတဲ့ကားပြောတယ်တန်းသားတွေနဲ့ရောဆီယမ်မာတွေနဲ့ရောပြီးရင်အကြောင်းကဝေယဝိစာတွေရောစသဖြင့်အဲ့ဒါကြီးလိုက်လုပ်တဲ့အခါမှာစကားတွေပြောရတယ် YouTube မှာဆိုရင်လည်းကျွန်တော်လူမျိုးလူငယ်တွေကိုပြန်ကူညီရဲ့ကောင်းဆောင်ကောင်းတယောက်ဖြစ်အောင်ကြိုးစားနေတယ်ဟုတ်ပြီဆိုတော့ကျွန်တော်ကိုငတ်ချင်ပဲကိုချင်နေတာမဟုတ်ပါဘူးကျွန်တော်အခုဆိုရင်အစကားပြောတတ်လာပြီဆိုတော့ဒီနေ့မှာအဲစကားပြောတတ်စီဖို့အချက်၅ချက်ကိုပြောပြချင်ပါတယ်ဆိုတော့ဒီ၅ချက်လုပ်ပြီးတာနဲ့ဗျာ တကယ်ဒါလိုက်လုပ်မယ်ဆိုရင်ပေါ့မလိုက်မလို့ရင်ဘာမှမတူဘူးဗျာလိုက်လုပ်မယ်ဆိုရင်စကားပြောတာငကိုထက်ပိုကောင်းလာမယ်လို့အားမခံပါနဲ့ဆိုတော့ဗျာစအောင်ပထမဆုံးတစ်ခုမိမိပြောခြင်းအားကိုပြောပါစိတ်ထဲမှာအများကြီးတွေးမနေပါနဲ့အဒီတစ်ချက်ကအရင်အရေးကြီးတယ်နောက်ပိုင်းအဲဘယ်လိုကောင်းမလဲကျွန်တော်ကနေပြီးတော့စကားတစ်ခုကိုဘယ်လိုမျိုးစာရမလဲလူတိုင်းလူစိမ့်နဲ့ဘယ်လိုပေါင်းရမလဲပြီးရတဲ့ခါကျရင်ဟိုဘယ်လိုခေါ်မလဲကိုယ့်ရဲ့စကားပြောတဲ့စွမ်းရည်ကိုကောင်းအောင်ပို့ပြီးစိတ်ဝင်စားဖို့ကောင်းအောင် ကိုယ့်ရဲ့စကားပြောရဆိုရင်ပုံပြီးတော့စိတ်ဝင်စားဖို့ကောင်းအောင်လူတွေအနေပြီးတော့အာယုံဆိုင်အောင်ဘယ်လိုပြောရမလဲစသဖြင့်အဲ့အရာတွေကိုပြောပြမယ်နီးလန်းတွေပြောပြမယ်ဒါပေမဲ့ဒီနီးလန်းတွေအကုန်လုံးကိုသုံးတဲ့အခါမှာအခုအဆင့်တင့်ဖြစ်တဲ့မိမိပြောခြင်းအောင်ပြောပါဆိုတဲ့ rule ကိုလိုက်နာပါမယ်ဆိုတော့ပုံဝင်လင်းလင်းပြောတာကျွန်တော်တက်တက်ပြောတာကျွန်တော်တို့စကားမပြောတတ်ဘူးစကားပြောတဲ့အခါမှာဟိုမလိမ့်တဲ့ဘက်ဖြစ်တယ်ပြီးရင်ကိုကိုကိုခါငါစကားပြောတာကြီးကဘယ်လိုကြီးလဲမသိဘူးဆိုတာအဲ့လိုမျိုးထင်နေဆိုတာက အများကြီးတွေးနေလို့ပဲကိုပြောချင်အောင်မပြောဘဲနဲ့အများကြီးတွေးတယ်အများကြီးစဉ်းစားနေလို့ပဲအဲ့လိုမျိုးလူတယောက်နဲ့ဟိုစကားမပြောမီလူတယောက်ကိုမချင်းကပ်မီအရင်ကြီးတွေးနေတာကြီးရလေတိတ်မကောင်းတော်တော်မကောင်းလူတယောက်ကဗျအဲ့ဒါကိုခံစားမိနိုင်တယ်ဒါပါတော့ရဗရာဒာတသိန်းတယောက်ကိုသွားပြီးတော့ချင်းကပ်တယ်ဆိုပါပြောအဲ့ဇင်းကိုပြောဖို့အတွက်ဗရာဒာကနေပြီးအများကြီးတွေးနေတဲ့နေကြွားစီအဲ့လိုဆိုရင်စကားနည်းနည်းကြောင်တောင်တောင်လေးထွက်လာတယ်တကယ်မနည်းနည်းဟုတ်တော့ဟုတ်တယ်ဒါပေမဲ့ ထားပါလေဗျာကျွန်တော်ပြောတာနဲ့ဘာသာပြောနေတာမတူမတွေးပဲပြောတဲ့လူနဲ့တွေးပြီးတော့ပြောတဲ့လူနဲ့တော့မတူသူတို့ခံစားနိုင်တယ်အဲ့လိုခံစားကြလေဗျာဒီကောင်ငါရှိကိုအရင်ကတ်ချင်နေတယ်လေအဲ့လိုဆိုရင်ဘာဖြစ်လဲလူတွေကဒီလိုမျိုးငါငါရှိကိုအရင်ကတ်ချင်နေတယ်လို့လူစိတ်ထဲမှာဘယ်လိုကောင်းလဲဗျာအဲ့လိုရာကြီးရာကြီးလေးဖြစ်သွားပြီဆိုရင်ဒီကောင်ငါချီကဘာလိုချင်လို့လဲဘာကြောင့်ဒီကောင်ဒီလိုလာနေတာလဲတဘောရုံမဟုတ်ဘူးနဲ့တူပါတယ်အဆိုပြီးတော့ဗျာတမင်သက်တက်တွေးတာတော့မဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီမတိစိတ်ကနေပြီးတွေးတယ် ဒီလိုမတိစိတ်ကနေတွေးတဲ့အခါကျရင်ဒီလိုတိတ်မကြိုက်တော့ဒါကျွန်တော်ဆိုလည်းကြုံရတယ်ဗျာဘလို့ကမလို့အလမ်းမှာကျွန်တော်ရဲ့အာဂျီဂျူကိုကြည့်တဲ့လူတွေတွေ့တယ်ပေါ့ကျွန်တော်ဖန်တွေတွေ့တယ်ပေါ့အကိုဘယ်သူလဲမာကြတယ်အကိုကောင်းမြတ်ဆန်လာနေကြကွာတိကျွန်တော်ဟုတ်ပါတယ်နေကြကွာစီပေါ့ပြန်ပြောတယ်ပြောတဲ့အခါမှာတချို့ကကြတော့တိတာတယ်သူတို့ကလူပြောပြောနေဘလို့ကမလို့ကျွန်တော်ဗျာအဲ့လိုအရန်ကတ်ဖို့ဗျာဒီကမှာစင်စာတွေးခေါ်ပြီးတော့မှပြောတာအဲ့ကြရင်ကျွန်တော်စိတ်ထဲသမီးပဲ ဒီကောင်ငါ့ရှေ့ကဘာလိုချင်လို့လဲအဲတမိတဲ့ကြီးရောကျွန်တော်တွေးနေရမှာပြန်ကြည့်မတိတဲ့ကနေမျိုးတိတယ်ဒီကောင်ငါ့ရှေ့ကဘာလိုချင်လို့လဲတမျိုးကြီးပဲနော်ဆိုပြီးတိတ်မကြိုက်ချင်ဘူးဗျာတချို့ကြတော့လဲပုံမှန်ပဲသူကလူစကားပြောအော် brother ဟိုကောင်မြင်စင်လားဟုတ်တယ်ဟုတ်တယ်အာ YouTube video လောက်တယ်လားအော်မိုက်တယ်နော်နေကြကွာစီဖတ်ဖတ်ဖတ်ဆိုပြီးတော့လိုပဲကောင်မလို့အဲလက်လေးပါလေးရှိတ်လိုက်တယ်ပြီးသွားတော့ပြီးသွားအောင်အဲ့လိုမျိုးလေးလောက်တာအဲ့ကြရင်ကျွန်တော်ကအဲ့လူကိုဘာမှလည်းမမြင်ဘူးပုံမှန်ပဲအဲနောက်ပိုင်းလဲသူနဲ့ပို့ပြီးတော့ခင်နာနိုင်တယ်သူကနေထားပါတော့ Telegram လေးပါလေးယူထားမယ်ဒါတော့ပဲ brother ကိုလည်း ကျွန်တော်ပုံဝင်လင်းပြောခြင်းလေကိုပြောခြင်းတဲ့အရာကိုပြောခြင်းတယ်လို့ခံစားရပြီဆိုတော့ပြောချလိုက်အဲ့လိုပြောလို့ဗျာတမင်သက်တဲ့ဟိုဦးကျွန်တော်ကြီးလိုမပြောနဲ့ပါကျွန်တော်ကနေပြီးတော့ brother ကိုမြင်တယ်ထားပါတော့ brother နဲ့ကျွန်တော်ကိုမြင်ဟာမင်းယုတ်ကွာကွာဖားယုတ်နေတူတယ်အဲ့လိုကြီးတော့သွားမပြောနဲ့ပါဗျာအနည်းဆုံးသိရမှာ brother စိတ်ထဲမှာပေါ်လာတယ် okay ဒါလေးငါပြောနေတယ်လို့ဖတ်ခနဲ့တစ်ချက်ပဲပေါ်လိုက်အဲ့ဒါဆိုရင်ပြောချလိုက်အဲ့လိုဆိုရင်ဟိုဘယ်လိုခါမလဲအရင်တွေးနေရမှာဖြစ်တော့ဘူးအပြည့်တော့နောက်တစ်ခါကဟိုစကားပြောရင်လူတွေနဲ့စကားပြောရင်ရှက်တတ်တယ်ဆိုတဲ့ဟာ social anxiety လို့ခေါ်တယ် ်ကျွန်တော်တို့ဗျာစကားပြောမယ်ဆိုရင်တုံနေတာတို့ကြောက်နေတာတို့အဲအဲ့ဒါအဲ့ဒါဘာကြောင့်လဲဆိုရင်အများကြီးတွေ့လို့ဖြစ်တာကို့အကြောင်းကိုလူတွေငါ့ကိုဘယ်လိုထင်မလဲလူတွေငါဒါကြီးပြောလိုက်ရင်ငါ့ကိုဘယ်လိုမြင်သွားမလဲစသဖြင့်အဲ့ဒါကြီးကိုအရင်တွေးနေလို့ဖြစ်တာခုနကျွန်တော်ပြောတဲ့အတိုင်းဒါပြောသင့်တဲ့အရာပေါ့နော်ပြောသင့်တဲ့အရာဆိုတာချက်ချင်းသိပါတယ်โอเคငါဒါပြောသင့်ပါတယ်ဒါပြောလို့အဆင်ပြေတယ်ဒီစကားပြောရင်အထိုးမခံရဘူးဆိုရင်ပြောလို့ရတယ်ပြီးရင်အဲ့ဒါကိုပြောတာပြောချင်တယ် အခါကျရင်ဘယ်လိုကမ natural ဖြစ်တယ်ဗျာတဘာဝဆန်နေပုံမှန်လေးပဲလူတိုင်းလည်းနားလဲတယ်နော်အဲ့လောက်နေဆိုရင်အဆင်ပြေတယ်ဆိုတော့ဒီ rule ကိုတခြားလိမ့်မတာပါမိမိပြောချင်တဲ့အရာကိုပြောချင်လာတဲ့အချိန်မှာပြောချလိုက်ပါနော်အရင်ကြောင်ကြောင်တောင်းကြီးတော့မလုံးနေပါဘောနော်ဒါပေမဲ့ပုံမှန်အထိုးမခံရတဲ့ဇာတ်ကားဆိုရင်ပြောတာပြောချလိုက်အဲ့ဒါလေးကပို့ပြီးတော့နားထောင်လုံးကောင်းတဲ့တဘာဝဆန်နေနံပါတ်2ချက်တူတဘာဝပေါ်တကယ်စိတ်ဝင်စားပါကျွန်တော်တို့ကဒီတစ်ခါကြရင်ဗျာ ဟိုစကားစတဲ့နီးတွေကိုအာတွေ့တက်ကြတယ်လူတယောက်နဲ့စကားပြောရင်ဘယ်လိုမျိုးစရမလဲဆိုတာကိုအာကျွန်တော်လေ့လာတယ်အဲ့လေ့လာတဲ့အခါမှာပြတ်ဘယ်လိုခါရင်တချို့နီးတွေရှိရပါဘောโอเคသူ့ကိုချီးကျူးတာလေးလိုက်စဉ်းစားပါအာတဘာဝဘယ်လိုခါမှာယာတိဥတုအကြောင်းပြောလို့ရတယ်ဒါမှမဟုတ်လည်းအခုဖြစ်နေတဲ့အကြောင်းတွေပြောလို့ရတယ်သူက gain ဆိုရတဲ့ဆိုရင် gain ဆိုရတဲ့အကြောင်းပြောလို့ရတယ်စတဲ့မြင်ပါတော့အဲ့လိုဟာကြီးတော့ရှိတယ်ဒါပေမဲ့အဲ့လိုနီးတွေကနေရာတိုင်းမှာတော့မဝင်တချို့အချိန်တွေဆိုရင်များထားပါတော့ကိုကနေပြီးတော့မပြောတင့်တဲ့အချိန်တွေရှိတယ်ဆိုပါစို့သူ့အိမ်မှာ နာရေးဖြစ်နေတဲ့အချိန်တို့အဲသူ့စိတ်ထဲမှာစိတ်တကြနေတဲ့အချိန်ဒီအချိန်တွေမှာဆိုကိုကနေပြီးတော့ဟိုစကားကိုဟိုလိုကြီးဖောင်ဖောင်ကြီးနေမပြောသင့်ဘူးဆိုတော့ဒီနီးတွေကနေရာထဲမှာအသုံးဝင်ဖြစ်နေတယ်အဲ့တော့နေရာထဲမှာတကယ်အသုံးဝင်နေနေရပါလေရှင်းရှင်းလေးပဲဒါလေးကနည်းနည်းလေးတော့တိမ်မွေ့တယ်ဒါပေမဲ့ဘာသာလေးကျင်မယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ဒါကိုအဆင်ပြေလာလိမ့်မယ်အဲ့ဒါပါလဲဆိုရင်အတူတပါးပေါ်တကယ်စိတ်ဝင်စားတာဒါပဲလူတယောက်တကယ်စိတ်ဝင်စားကိုယ့်အကျိုးအတွက်ပဲအဒီကောင်ငါ့ကိုခင်အောင်ငါကနေပြီးတော့ဘယ်လိုခေါ်မလို့ ကားပြောတတ်တဲ့ကောင်းကြီးဖြစ်အောင်လူတွေကြားမှာငါပေါ်ပူလာကြီးဖြစ်အောင် ဆိုပြီးတော့ပဲအဲ့ရွယ်ချက်ကြီးနဲ့မသွားနဲ့ဖြစ်တာတော့ဖြစ်ချင်တာပေါ့ဗျာကျွန်တော်တို့လည်းလူတောင်နဲ့စကားပြောရဲဆိုရင်အော်โอเคငါ့ကိုစကားပြောတတ်တဲ့လူလို့သူများတွေမြင်စေချင်တယ်ပေါ်ပူလာဖြစ်ချင်တယ်အဒါတော့ရှိတယ်ဒါကိစ္စမရှိဒါလူတဘောပဲပုလူစင်ပဲဒါပေမဲ့ကို့အကျိုးအတွက်ဆိုပြီးတော့ပဲတွိုင်းရင်ကျွန်တော်တို့ကနေပြီးတော့ဟိုစကားတွေမလင်းတစ်ပတ်ထွက်လာအဲ့ကြောင့်သူ့အကျိုးပဲကြည့်သူ့အကျိုးဆိုဗျာသူ့ကိုတကယ်စိတ်ဝင်စားသူ့အသေးချာကြည့်ပြီးတော့ဒီလူမှာပါလေလို့နေလေ ဒီလိုဒီချိန်ပါစကားလေးကြားခြင်းလေဒီလိုပုံစံကဘယ်လိုမျိုးနဲ့ဆိုရင်အဆင်ပြေလောက်လဲအဲဒီလူဆိုတဲ့ဟာပဲစဉ်းစားနေကျွန်တော်တို့ကနေပြီးတော့ငါစကားပြောတဲ့လူဖြစ်အောင်ဘာနည်းနဲ့လုပ်ရမလဲဆိုတာမစဉ်းစားနေသူတို့ပဲကြည့်နေတာကျွန်တော်တို့ကဗုဒ္ဓဘာသာမှာဆိုလဲဒီနည်းရရှိပြီးတာကိုချင်းစာတယ်ဆိုတဲ့ဟာစာနာတယ်ဆိုတဲ့ဟာဒီစကားတွေအကုန်လုံးကကိုဆိုတဲ့ဟာမပါဘူးဘယ်လိုခေါ်မလဲငါဆိုတဲ့ဟာမပါဘူးတူဆိုတဲ့ဟာပဲပါတယ်တူကိုစာနာလို့တူကိုတနာလို့ ဘယ်လိုကောင်းမလို့ဟိုသူ့ပြစိတ်ဝင်စားတယ်သူ့ဘဝမှာဖြစ်နေတဲ့အကြောင်းတွေစိတ်ဝင်စားလို့ကိုကနေပြောတာဖြစ်ရှိတယ်အဲ့လိုတည်တည်ချာချာလေးညာစိတ်ဝင်စားမယ်ဆိုရင်နေရာထဲမှာ brother ကစကားဆလို့ရတယ်ပြီးတော့ခုနကတော့ပထမဦးဆုံးပြောထားတဲ့နံပါတ်၄ချက်ကိုတိုက်နာပေါ့ဗျာကျွန်တော်တခါကြရင်သူ့ကိုတကယ်စာနာတယ်ပြောတင်တဲ့စကားလည်းတည်ထားပါတော့သူ့အိမ်မှာနာရေးဖြစ်နေတယ်အနာရေးဖြစ်နေတဲ့အခါကျရင်အကင်းငါးနေပြီးနှစ်သိမ့်တင်နေဆိုတာတည်တယ် လုံမြင့်နေတဲ့ရမယ်ဆိုတာလည်းစိတ်ထဲမှာနည်းနည်းလေးပေါ်တယ်အာတကယ်ညားမင်းဘယ်လိုတော့အဆင်ပြေလားဆိုပြီးစကားလေးပြောလိုက်ရမယ်ဆိုတာသိတယ်ဒါပေမဲ့ခုနကတော့ပထမဆုံးအဆင်ဖြစ်တဲ့ပြောကျင်လာတဲ့အခါမှာမပြောဘူးဆိုရင်အာဘရဒါတိုင်ပက်လိမ့်မယ်အမြဲတွေးနေမယ်ဆိုရင်တိုင်ပက်လိမ့်မယ်တပတ်နှစ်ကိုဒီလောက်ပဲပြောကျင်ပါတယ်သူ့အပေါ်ကိုသူတပားအပေါ်ကိုတကယ်ရှင်းဝင်စားပါသူ့ပုံစံဘယ်လိုမျိုးလဲဒီလူကဘယ်လိုမျိုးစကားကိုကြိုက်လောက်လဲဒီလူကဘယ်လိုမျိုးဆိုရင်အဲစကားပြောကျင်လဲ နော်အဲဒီလူကိုဘယ်လိုခေါ်မလဲပြောရှိရငါဘယ်လိုလုပ်ပေးရမလဲစသဖြင့်အဲ့ဒါလေးတွေပဲတွေ့ကျွန်တော်တို့ဆိုရင်အဟာတာလုပ်တယ်တခါကျရင်လည်းရည်စရာလေးလုပ်တယ်အဲ့ခါကျရင်သူ့ကိုပဲတွေးနေတာပဲဒီလူကဘယ်လိုပုံစံမျိုးလဲဂိမ်းမလားသူ့သူ့ကိုကြည့်လိုက်ရဗျာဂိမ်းဂိမ်းမလို့လို့ပါလို့တရားစုံရှင်းတယ်လေဂိမ်းအကြောင်းပြောလိုက်တယ်အာဂိမ်းကနေပြီးတော့ကျွန်တော်ထင်တဲ့ဟာတာလေးတခုကိုကျွန်တော်ရည်ရမယ်ထင်တာလေးရှောက်ပြောလိုက်တယ်ဗျာတခါတလေလေးမရည်ရဘူးအဲ့တော့ဘယ်လိုခေါ်မလဲနည်းနည်းဗျာနည်းနည်းတော့ဟိုကြောင်တောင်နိုင်တာပေါ့ဒါမှမဟုတ်ကိစ္စမရှိဘူးလေကျွန်တော်ပြောတင်တာပြောနေတာပဲ ဒီနေရာမှာတခုပြောနေတာကကျွန်တော်တို့ကအမားကရှိမှာပဲဒီအမားကိုမကြောက်နဲ့အခါကြရင်ကိုကနေပြီးတော့ရည်စရာလို့ထင်ပြီးပြောလိုက်တာကတချို့လူတွေမှာမရည်ရတာလည်းဖြစ်နိုင်မယ်ကိစ္စမရှိကျွန်တော်တို့လည်းဖြစ်တာပဲဒါလူတိုင်းဖြစ်တယ်ဟိုဒါ brother မှမဟုတ်ဘူး ਉ ဘာမားတို့လည်းဖြစ်တယ်တမရာကြီးတွေလည်းဖြစ်တယ်ဘယ်သူပဲကိုကနေပြီးအရင်ကြီးဟို sensitive ဖြစ်နေကြမလို့ဆိုတော့နံပါတ်နဲ့သူတစ်ပါးပေါ်တကယ်စိတ်ဝင်စားပါကိုချင်းစာစိတ်စာနာတနာစိတ်လေးရှိပါနော်ဟုတ်ပြီနံပါတ်3နံပါတ်3ကကြာတော့ပါလဲဆိုရင် အဲဒါတော့ဤပညာတွေပါစကားပြောတဲ့အခါမှာကိုယ့်ရဲ့စကားကိုပို့ပြီးတော့လူတွေစိတ်ဝင်စားအောင်လူတွေရဲ့အာယုံပိုရအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုတဲ့ဤလေးတွေပါဆိုတော့ဒီနားမှာကျွန်တော်အဒီတိုင်းလေးပဲပြောသွားခြင်းပါလေပထမဆုံးတနည်းအားကျတော့ story telling လို့ခေါ်ပါတယ်အပုံမြင်ပြောတယ်လို့မျိုးပြောတာပါအကိုယ့်ရဲ့အကြောင်းကိုပြောခြင်းတဲ့အကြောင်းကိုဟိုကျွန်တော်တို့ကဇလန်းလေးနဲ့ပြောမယ်ဆိုရင်လူတွေကပူစိတ်ဝင်ကြတယ်ဒါပါတော့ကျွန်တော်ဆိုလဲ ဆရာအောင်ဆုံးဒီဗီဒီယိုရဲ့အရှိန်မှာအဇလန်းလေးနဲ့ပြောတယ်ကျွန်တော်ငကူလုံးကဆိုရင်စကားမပြောတတ်ဘူးအခုတော့စကားပြောတတ်ပြီနေကြကွာစလီပေါ့အဲ့လိုမျိုးလေးပြောတယ်ဆိုတော့ဟိုအများကြီးရှင်းမနေတော့ဘူး story telling ကိုယ့်ရဲ့အကြောင်းကိုကိုပြောနေတဲ့အကြောင်းကိုဇလန်းလေးနဲ့ပြောတာက လူတွေကိုပိုစိတ်ဝင်စားစေဘာလို့လဲဆိုတော့ပွင့်လေးပြောမယ်ဟိုတက်တက်ပြောတာဗျာဒါသိမဲ့ပညာရှင်တွေလေ့လာထားတာကျွန်တော်တို့တင်ယူတာတွေကျွန်တော်တို့မှတ်ထားတာတွေအကုန်လုံးတော့မှဟိုဇလန်းနဲ့မှတ်ထားတာ ဟိုဇလန်းလေးတွေဆိုပုံမှတ်မိတယ်ဗျာထားပါတော့ brother snow white ဆိုမှတ်မိတယ်မလားဒါမှမဟုတ်ဘူဘူကာတွန်းဆိုမှတ်မိတယ်ဘူဘူကာတွန်းရထားပါတော့ကြည့်မှုလေဆိုရင် ပြောတာပါသူ့ရဲ့ဇလန်းတစ်ခုဆိုမှတ်မိတယ်ဒါပေမဲ့ကျွန်တော်တို့ဒီထဲမှာ fact တွေဖြစ်တဲ့ဒီကနန်းနေရတာပါတော့ဗျာမြန်မာပြည်ရဲ့ area စရိယမိုင်ပေါင်း36400ဘာလောက်လဲမသိကျွန်တော်မှတ်မိတော့ဆိုတော့အဲ့ဒါလေးဆိုမှတ်မိဘူးခုနဇလန်းလေးဆိုမှတ်မိတယ်လူတွေပုံပြီးစိတ်ဝင်စားတယ်ပေါ့ဗျာဆိုတော့အာဇလန်းစိတ်ဝင်စားတယ်ပဲပြောပါဆိုအဲ့ဇလန်းကိုဘယ်လိုပြောရမလဲဟုတ်ပြီ အဲ့ဒါကအဓိကဆိုတော့ဇလန်းပြောတဲ့နေရာမှာဒါကျွန်တော်ကိုယ်တိုင်လည်းတေချာစာအုပ်တွေရလေးလာတာလားရိုးရိုးရှင်းရှင်းလေးပဲပြောခြင်းလေ change ပြောင်းလဲမှုအဲပြောင်းလဲမှုဟာလေးပဲအမ် parasite ထဲမှာထည့်တာပါအဲ့ဒါဗာလဲဆိုတော့ဗျကျွန်တော်တို့ဇလန်းတစ်ခုစမယ်ဆိုရင်စသအုပ်ဆုံးကဟိုကောင်းတာလည်းရှိမယ်ဆိုးတာလည်းရှိမယ်ဗျအဲ့အနေတစ်ရင်ကျွန်တော်တို့ပြောင်းလဲသွားတယ်ဆိုတော့အဲပြောင်းလဲမှုလေးထည့်နိုင်ပြီဆိုရင်ဒါဇလန်းတစ်ခုလို့ခေါ်လို့ရပြီအာဒါကတကယ်ဇာတ်ကားကြီးတွေရုပ်ရှင်ကြီးတွေ TV show တွေမှာဆိုတဲ့သုံးတယ် အဲဝိတုတွေမှာဆိုရင်တုံးတယ်ဒါဒီတိုင်းပဲဇက်ကောင်တစ်ခုပါဗျာဆက်ဆက်အူဆုံးယုံကြည်မှုတစ်ခုဒါမှမဟုတ်လည်းမယုံကြည်မှုတစ်ခုမအောင်မှာပြောမယ်ဆိုရင်ဒါကွန်ဖူပန်ဒါပေါ့ကွန်ဖူပန်ဒါကားဆိုရင်တော်တော်လေးမိုက်တယ်ဆက်အောင်ဆုံးပန်ဒါကကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတဲ့ကောင်လေးဒီမှာကိုယ့်ကိုယ်ကိုဘယ်လိုခေါ်မလဲတဲ့ပြိုင်ပြန်ဝတ်တော့ကျွန်တော်တို့လိုပဲဒီမှာကံတော်နိုင်တဲ့ကောင်လေးအဲ့ကောင်လေး ဒါပေမဲ့အဲ့ကောင်လေးကနောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုရင်ဟိုဗရန်ငကုန်းတော့ဆိုကိုကျိုးပဲကိုကြီးဒီကောင်ဖားဖို့ပဲကြီးတယ်စသဖြင့်အဲ့လိုမျိုးကောင်လေးရနေပြီတဖြည်းဖြည်းနဲ့ဗျာဂျားထဲမှာတော့ဗျာစိတ်ဝင်စားစရာ action တွေဘာတွေညာကြီးတော့ပါတာပေါ့ဒါပေမဲ့တကယ်ကျွန်တော်တို့ရဲ့မတိစိတ်ထဲမှာကြိုက်သွားစေတဲ့အချက်ကဘာလဲဆိုရင်နောက်ဆုံးကြတော့သူကနေပြီးတော့ဒါငကားတူရဲကောင် Dragon Warrior လာမှတည်ဖြစ်သွားတယ်လေငကားတူရဲကောင်ဖြစ်ပြီးတော့ကိုအကျိုးတော်ကိုမငဲ့ပဲနဲ့သူကနေပြီးတော့သူများကိုကယ်ဆယ်တယ်ဆိုတဲ့အလုပ်ကိုသူလုပ်ချင်လာတယ် ဒီရဲကောင်းစိတ်တိုင်ဝင်လာတယ်ဒီသားမှာဘယ်လိုခမဲငကိုတော့ဗျာကိုကျိုးကိုကြီးရဲကောင်းအခုတော့သူများအကျိုးပါကိုကျိုးမငယ်ပဲသူများကျိုးကြီးရဲကောင်းဆိုပြီးတော့ပြောင်းလဲသွားတယ်ဆိုအဲ့ပြောင်းလဲမှုလေးသူ့ရဲ့ journey ပေါ့ဗျာ journey of change လို့ခေါ်တယ်အဲ့ဒါလေးကိုပဲ story တီးထားတာအကြာရတော့ရှိရပါဒီကြားထဲမှာဒါပါလေသူ့အဖေနဲ့ပြန်တွေ့တာတို့သူ့အဖေဟိုဘဲကြီးနဲ့အဲစကားပြောတဲ့ဟာတို့တေချာကြည့်မယ်ဆိုရင်သူ့အဖေဘဲကြီးတောင်မှဟို change လေးတွေပါတယ် အဲကျွန်တော်မှတ်မိတော့ပြောမယ်ဆိုရင်ကွန်ဖူပန်နာ3မှာလာမသိဘူးပန်နာရှိ ਉਹ ဗျာသူ့ရဲ့တကယ်အဖေပန်နာရောက်လာတယ်အဲအချိန်မှာသူ့အဖေပေါ့နော်သူ့အဖေအရင်တော့မွေးသားအဖေဖြစ်တဲ့ဒီဘက်ကြီးပေါ့ဘဲကြီးကနေပြီးတော့ဆက်စားဦးဆုံးကတော့မနာလို့ဖြစ်တယ်အဲငါသားလေးဆုံးရှုံးသွားမယ်စတဲ့ဖြစ်ပေါ့နော်အဲအဲ့လိုမျိုးဖြစ်တယ်ဆိုတော့သူငကိုတော့အဲ့လိုမျိုးလူဒါပေမဲ့နောက်ပိုင်းတဖြည်းဖြည်းဘာပြောင်းလာလဲဆိုတော့ဇက်နောက်ဆုံးခန်းရောက်တော့လေငါလည်းမွေးသားအဖေပဲဟိုကလည်းအဖေပဲသူ့ကြည့်ပြူလာတယ်ငါတော်မှဒီကလေးကိုချစ်တယ်ဆိုရင်သူ့အဖေလည်းချစ်မှာပဲဆိုတော့ စိတ်ထားလေးစာနာစိတ်လေးပေါ့ဗျာပေါ်လာတယ်ပေါ်ပြီးတော့သူတို့ဘယ်လိုခေါ်မလဲတူတူအမှဟိုခိုးဘဲယူဗျာပြန်ပြီးတိုက်တာတို့ပါညာဖြစ်သွားတယ်ဆိုတော့ဇလန်တိတိလေးတွေကရှောက်ကြည့်မယ်ဆိုရင်တော့မပလော်လေးတွေတောင်မှအဲ့လိုမျိုး change ဆိုတဲ့ဟာလေးပါသွားတယ် character တခုမှ change ဆိုတာပါတယ်ဆိုတော့ brother လည်းအဲအဲအဲဟာလေးတုံးလို့ရတယ်ဝိလင်းပြောမယ်ဆိုရင်ညာအခုကျွန်တော်ဆိုရင်အာပြောတယ်ဘယ်လိုဘယ်လိုခံခံနာနာကြီးဖြစ်နေကြမလို့ change တိတိလေးပဲ brother ကငကိုတော့ဆိုရင်ပါခေါ်မလို့ဘောလုံးဘောလုံးသမားနေတွေ့တယ်ပေါ့ဗျာဘောလုံးကြောင်းနေတွေ့တယ် ဟုတ်တယ်ကျွန်တော်ရဲ့ငကောတော့ဆိုရင်ဘောလုံးမကြိုက်ဘူးဒါပေမဲ့အခုတော့မိုက်တယ်နော်ဘောလုံးကန်ကြည့်ရှင်တယ်နင်ဂျာကွာစရီပေါ့ဗျာအဲ့လိုမျိုးပြောချလိုက်တယ်ဒါဆိုရယ်စတိုရီတယ်လင်းတစ်ခုပဲဒါမှမဟုတ်ဘူးကိုကနေနည်းနည်းရှည်ရှည်လေးပြောခြင်းနဲ့တငငယ်ချင်းနေကြားထဲမှာရှိနေတယ်ကိုကြုံရတဲ့အဖြစ်အပျက်တစ်ခုပေါ့အမ်ဘာလေးပြောလို့ကောင်းလဲဆိုတငငယ်ချင်းနေဆိုရင်အဲ့လိုရီးသားကြောင်လေးပြောလို့ကောင်းလဲရီးသားဟောင်းနဲ့ပြတ်သွားတဲ့ပုံစံမျိုးလေးတွေပေါ့အဲ့ဒါနဲ့လေးလေးပြောလို့ရတယ် အာအနကိုတော့ကတော့ကွာဒူမတူဒူမတူသူ့ကိုချစ်ခဲ့တာကြက်ခဲ့တာနေကြကွာစီးပေါ့ဗျာဒါဒါဒါနကိုတော့ပါဒီပြင်းနေပြောင်းပြောင်းလာနေဒီကြားထဲမှာခက်ခဲလေးဖြစ်တယ်ဗျာဒီထဲမှာကောင်မလေးရနေပြီးတော့တခြားကောင်နဲ့ဖောက်ပြန်နေနေကြကွာဆလိပေါ့ဗျာအာမိုလည်းငါကူးမဆိုင်မိတာနေကြကွာစီးပေါ့အဲ့ဒါနေဒီပြင်းနေပါပြောင်းလာဆိုနောက်ပိုင်းကျတော့အော်ရည်တာမရှိတာပဲကောင်းပါတယ်ဆိုကောင်းင်းဖြစ်သွားတယ်ဆိုအဲ့ဒါလေးဆိုရင်ဗျာနားတောင်လို့ကောင်းတယ်လူရုပ်စုံဝင်စားသေးတယ်ဒီနီးလေးတော့မယ်ဆိုရရတယ် change ဆိုတဲ့ဟာလေကိုယ့်ရဲ့ အာ story မှာပြောင်းလဲမှုဆိုတာလေးတခုပါပဲလေငါတိလိုက်ရတယ်။အော်ငါအဲ့ချိန်မှာပဲပြီးလိုက်ရတယ်။အကျွန်တော်ဆိုရင်ဆက်စားအောင်လို့ရှေ့မှာပြောတယ်လေ။အော်ကျွန်တော်အဲ့ချိန်မှာပဲကိုယ့်ရဲ့စကားပြောစွမ်းရည်ကိုတိုးတက်နိုင်တယ်ဆိုတာကိုတိလိုက်ရတယ်။အဲဒါဆိုရင်ဒါပြောင်းလဲမှုတခုပဲ။နော်။ဆိုတော့ exchange ဆိုတဲ့ဟာလေးပါပဲလေ။အဲအဲ့လောက်ဆိုရင်တော်တော်လေးရှင်းပြပါလိမ့်မယ်။နောက်တစ်ခုကကျတော့ listening လို့ခေါ်ပါတယ်။ဒါကတော့သူတစ်ပါးကိုခုနကတော့တကယ်စိတ်ဝင်စားတယ်ဆိုတဲ့ဟာရဲ့အောက်မှာရောက်သွားတာပါ။ သူညွားစကားပြောတဲ့ခါကျရင်တိတိကျကျနားထောင်နားထောင်ဆိုတဲ့ဒီအရင်ပဲအဲ့လိုပဲမဟုတ်ပြန်တကယ်စိတ်ထဲမှာပါဝင်စားနေတယ်သူပြောနေတဲ့အကြောင်းအရာကိုကလိုက်စင်းစားပေးနေသူပြဿနာကိုဖြေရှင်းအောင်ဒါမှမဟုတ်လေသူပြောနေတဲ့အကြောင်းအရာကိုကနေပြီးတော့တရားစင်းစားပေးနေတယ်ကြာအဲ့ဒါကို listening လို့ခေါ်တာနောက်တစ်ခုကအဲ့လိုမျိုး listening ပြတဲ့မှာသူတစ်ပါးကနေပြီးတော့ငါ့ကိုဂယူးဆိုင်တယ်လို့ခံစားရစေမယ့်အရာလေးတွေက verbal information ရှိမယ်ဘာပဲ information ဆိုတာဗျသူပြောတဲ့ဟာကိုကနေပြီးတော့အတီးပြုတ်ပေးတာပေါ့ ့သူကနေပြီးတော့ကိုယ်ပြောတယ်အကွာဒီနေ့ဒီကောက်ဆောင်မှုပဲတော့ငါမရပါဘူးနေကြပါစီအကြံပြောတယ် brother နေပြီးလိုက်နည်းနည်းလေးပါဟုတ်တယ်ကျွန်တော်ပဲဘယ်လိုပြင်နေတာ brother အဆင်ပြေရဲ့လားမန်နေမန်နေဆိုပြီးတော့ဗျာသူပြောတဲ့ဟာကိုထောက်ခံတာဟိုဓာကြီးကအလွန်ကျွန်တော်လောက်ဆံမလို့နော်ပုံမှန်လေးပဲကိုကနေပြီးတကယ်ထောက်ခံခြင်းတဲ့အခါကိုစိတ်ထဲမှာပေါ်တဲ့အခါကျရင်ထောက်ခံလိုက်အာဟုတ်တယ်ကျွန်တော်ပဲဒီတော့ဟုတ်တယ်ဟုတ်တယ်စားသမီးအဲ့ဒါလေးပါတာနောက်တစ်ခုကပါလဲဆိုရင် nodding လို့ခေါ်တယ် တော့တရန်ကြတော့ဗျာခေါင်းလေးညှိပေးတာတမင်သက်တက်ကြီးတော့အများကြီးမငြိမ်လို့အဲ့လိုမငြိမ်နေတာဒါပဲတခါကြရင်ဟာဟုတ်တယ်ဗျာပြောမှန်းနဲ့ကြဲမှာအဲ့လိုမျိုးညှိရင်ပြောတာကိစ္စမရှိဘူးဒါသူများကနေပြီးတော့ငါ့ကိုတတိချာချာနားထောင်နေပါလားဆိုတဲ့ခံစားချက်ဖြစ်စေတယ်နောက်တစ်ခုကကြတော့ sympathy လို့ခေါ်တယ်အခုနောက်တော့စာနာတနာတဲ့ဟာလေးပါတတိချာချာဗျာခုနောက်တော့နံပါတ်အဆင့်နှစ်ကိုတတိချာပိုင်ထားမယ်ဆိုပိုးဆင်ပြီးတယ်မပိုင်ဘူးဆိုလည်းပိုင်အောင်လုပ်ဖို့ဗျာသူများကိုတကယ်စာနာတနာပါဒီလိုလဲလူပဲဒီလိုဘယ်လိုမျိုးခံစားရမလဲ ဘယ်လိုခေါ်မလဲခါကြရင်ကြအဲ့လိုစာနာတနာတယ်ဆိုတာလေတမင်တက်တက်ကြီးသူတို့ပြောတော့နားထောင်နေမှာမဟုတ်ကျွန်တော်တငငင်းတယောက်ရှိတယ်အခုဘေးမှာတော့ရှိတယ်သူ့ကိုစာနာတနာတယ်ပြသူဆိုတခါကြရင်တောင်တောင်လေးလှုပ်တက်တယ်အဲ့ကြရင်ကိုကယူကျုံမရဖြစ်တယ်တဲ့မှာသူ့အစားဗျာကိုကနေပြီးတော့ဒေါတာထွက်တယ်ဒေါတာထွက်ဆိုတော့သူ့ဘောဒေါတာထွက်တာမဟုတ်ဘူးဒါပေမဲ့မုံလေဒီလိုမျိုးမဖြစ်နဲ့လေဆိုဒေါတာထွက်တယ်အဲ့ကြတော့ဒေါတာဟိုဘယ်လိုခေါ်မလဲစေတနာဒေါတော့နဲ့ဗျာပြောမိတယ်အမုံလေဘရာဒီလိုလုပ်လေဒီလိုလုပ်ဒီလိုလုပ်ဒီလိုလုပ်ဆိုပြီးတေးချာဟိုပြန်တက်တက်ကြွကြွနဲ့ပြောပြတယ်သူကိုယ်တိုင်လည်းဗျာတိမာဟိုဟိုโอเคဒီလူကငါ့ကိုတကယ်ဟို ူညီခြင်းနဲ့တူတကယ်စည်စနာရှိတဲ့လူဆိုပြီးဖြစ်ဖြစ်တယ်။ကုနာတော့အဲ့လိုသာနာသနာရဲဆိုတာဟိုဒီတိုင်းကြီးမြတ်တဲ့မှာသူတို့ပြောတာကိုထိုင်းပြီးတော့ပဲစေုပ်ကြီးတို့နားထောင်နေအောင်ပြောတာမဟုတ်ဘူး။တကယ်သာနာသနာရဲဆိုတာကမနေ့ကတော့ဗျာအကတိမ်မွေ့တာပေါ့။သာနာသနာရဲဆိုတာကဒီလူကိုဗျာကိုဖြစ်နေတဲ့လူမျိုးပဲကိုချင်းစာနေတာ။ဆရာမကိုဒါဆိုလည်းလိုမကောင်းမှုနဲ့တွေ့ရင်မတရားတာနဲ့တွေ့ရင်ဒေါနာထွက်လိမ့်မယ်။သူ့ဘော်မတရားတာတစ်ခုရောက်လာရင်ကိုကိုယ်နဲ့ဒေါနာထွက်မိတယ်။အဲသူဝမ်းနဲ့ပြန်ဖြစ်လာရင်ကိုယ်နဲ့လည်းဝမ်းနဲ့မိတယ်။ သူပျော်ရွှင်ကြရှိကိုယ်တိုင်လည်းပျော်ရွှင်မိတယ်ဆိုတော့အဲ့လိုဟာလေးပေါ့အဲ့ဒါတနည်းအဲနောက်တနည်းကဘာလဲဆိုရင် end goal လေးရှိတာကျွန်တော်စကားပြောတဲ့အခါကျရင်တချို့ဆိုရင်ဗျာဘယ်ကိုရောက်လို့ရောက်နေမှမသိသူဘာပြောလို့ပြောနေမှမသိအဲ့ဒါဒါကိုပြောတာလားဆိုရင်လည်းမဟုတ်ဒါကိုပြောနေရလားမဟုတ်အဲ့ဒါဘာကြောင့်လဲဆိုရင်အဆုံးမမရှိလို့ကျွန်တော်တို့ကစကားပြောတဲ့အခါမှာငါဘယ်ကိုရောက်ချင်နေဆိုရင်ပန်းတိုင်းရှိရတယ်ဘဝမှာဆိုလည်းဗျာလို့ပန်းတိုင်းရှိမှရတာကိုစကားပြောတဲ့အခါမှာလည်းပန်းတိုင်းရှိချင်တယ်နောက်ဆုံးမှငါသူ့ကိုဒီအကြောင်းအရာကိုပြီးသွားစေချင်တယ် အဒီအကြောင်းအရာကိုခံသွားခံစားသွားခြင်းနော်အပျော့နေခြင်းနော်ရည်စေးခြင်းနော်စသဖြင့်အဲ့လိုအန်ကိုရှိရတယ်အဲ့လိုအန်ကိုတိတိကျကျရှိမှဆိုရင်ကျွန်တော်တို့ကနေပြီးအန်ကိုရောက်သွားအောင်ပြောရရတယ်ဒါပါလို့ကျွန်တော်ဆိုရင်အခု brother ကိုစကားပြောတတ်သွားအောင်အလုပ်ပေးခြင်းနော်အဲ့ဒါကြောင့်ကျွန်တော်နီးစနစ်တွေကိုအကုန်လုံးအတင်း3.5ဆိုပြီးချထည့်လိုက်တယ်ဒီတင်း3.5တာလိုက်နာမယ်ဆိုရင် brother စကားပြောတတ်ပြီအဲ့လိုမျိုးအန်ကိုလေးတိတိကျကျတိတိကျကျရှိပါစကားပြောမယ်ဆိုရင်လည်းလူတယောက်နဲ့တွေ့ကြတယ်โอเคငါ့အန်ကိုကပါလေဒီလူအတွက် ဒါဟိုဒါဘယ်လိုခေါ်မလဲဈေးစီးပွားရေးစင်တာမဟုတ်ဘူးဒါကနေရာတိုင်းမှာတုံးတင်တယ်မဟုတ်ဘူးဆိုရင်ကိုပြောတဲ့စကားတည်းကလေးပုံကဝဲပြီးတော့ပြဘယ်ရောက်လို့ရောက်နေမှုဒီဖြစ်နေတယ်ဟုတ်ပြီ number 4ဆက်ပြောအောင် number 4ကကြတော့ကိုစကားပြောပုံကြိုက်တဲ့ idol ကိုအတူကြည့်ပါ idol တယောက်ကိုရွေးချယ်လိုက် idol ဆိုဘယ်လိုခေါ်မလဲဟိုလိုကိုကြိုက်နေတတ်တဲ့လူရိုးရိုးပြောနေတာမဟုတ်ဘူးဒီ idol ကကြတော့ဗာလဲဆိုရင်သူတို့ရဲ့စကားပြောပုံကကိုယူခြင်းလေသူ့ရှာနေအတူယူခြင်းတဲ့ပုံလေကျွန်တော်ဆိုရင်ဗျ Barack Obama ကို idol နေထားတာလေ သူ့ရဲ့စကားပြောပုံအရင်ကြိုက်တယ်။အာသူဆိုရင်စကားပြောတာပုံမှန်အေးအေးဆေးဆေးပဲ။ကျွန်တော်တော်မှတခါကြရင်အဲ့လိုမျိုးစကားကြီးမြင်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 းပြောတတ်တယ်။သူဆိုရင်စကားပြောတာအေးအေးဆေးဆေးပဲ။သူ့ရဲ့လက်ဟန်ခြေဟန်တွေဟာတာတွေစာနာတနာမှုတွေအဲသူ့ပုံစံလေးကိုပြကျွန်တော်ကြိုက်တယ်။ဆိုတော့သူ့ကိုကျွန်တော်အတူယူတယ်။သူ့ရဲ့ဘယ်လိုခေါ်မလဲဗီဒီယိုတွေသူ့ရဲ့ TV show တွေစသဖြင့်အဲ့ဒါတွေလိုက်ကြည့်တယ်။ကြည့်ပြီးရတဲ့ခါကြရင်သူ့လိုမျိုးစကားပြောတတ်အောင်ကျွန်တော်လိုက်ကျင်တယ်ဒီလေယူလေတိန်နေအခုလက်ဟန်ခြေဟန်နေရအစတူနဲ့တူအောင်ကျွန်တော်တဖြည်းဖြည်းနဲ့အတူယူတယ် အဲ့လိုအတူယူပါများလာတော့ကျွန်တော်အဆင်ပြေလာတယ်ဆိုတော့ရှင်းရင်းလေးပဲ brother လည်းကိုစကားပြောပုံတူကျင်တဲ့ idolia ကိုရွေးလိုက်ရွေးပြရတဲ့ခါကျရင်သူ့အတူယူအတူယူတဲ့ခါမှာနှစ်ခုရှိတယ်ဗျာတစ်ခုကကျတော့သူ့ရဲ့ပုံစံဒီဘယ်လိုခေါမလို့လှုပ်ရှားတဲ့ပုံစံစကားပြောတဲ့ပုံစံကိုအတူယူတာအဲအဲ့ဒါပါလဲဆိုရင်ဗျာသူဘယ်နေရာဒီမှာစကားပြောတာကိုရက်လေနားလေတကယ်မှာစကားပြောတာနှေးလားမြန်းလား ဘယ်လိုလက်ဟန်ချီရဲဆိုလဲဘယ်လိုမျိုးအတုံးပြူလဲဒါပါတော့ तू ကဒီလိုဒီလိုမြင်နေတာလားဒါမှမဟုတ် तू ကဘယ်လိုခေါ်မလဲလို့အေးစေးစေးဖြစ်ဖြစ်လေးပဲလောက်တာလားဒါကိုကြိုက်တဲ့လူပေါ်မှာမူတည်ရယ်ကျွန်တော်ကတော့ brother ကိုအဲ့လိုဘာရက်အိုဘားမားကိုသွားကြည့်နေရင်လည်းတော်တော်လေးမိုက်တယ်သူ့ရဲ့စကားပြောပုံကပြီးရင်သူ့ရဲ့ဟာတာပုံစံသူ့ရဲ့နေပုံထိုင်ပုံစတဲ့မျိုးမှာပြအဲ့လိုဟာလေးတွေအတူကြည့်လိုက်ဒါသူ့ရဲ့ပုံစံနောက်တစ်ခါကျတော့သူ့ရဲ့ဒုံထုံးဆိုတာကြရယ်စကားပြောတဲ့လေယူလင်တင်းကိုသူ့ယူတာတချို့လည်းပြ brother ကြိုက်တဲ့လူလည်းရှိမှာပေါ့စကားကိုဘယ်လိုမှအော်မဟုတ်ပဲနဲ့ အပြပြော်လေးနဲ့ပြောလားအတင်းငုံငွေနဲ့ပြောလားပြီးရင်သူ့ရဲ့ပြောတဲ့အခါမှာဘယ်လိုမျိုးပဲလုပ်ခေါ်မယ်ဒီမျက်နှာအမူအရာလေးပေါ့ဗျာသူထုံးလေးတွေအဲအဲ့ဟာဘယ်လိုမျိုးပြောင်းလဲသွားလဲဆိုပြီးတော့အာဒုတိယတစ်ခုထုံးကိုလည်းလေ့လာပါသူစကားပြောတဲ့အခါမှာဗျာကိုယ့်ရဲ့သူ့ရဲ့အတန်အနှိမ်အမြင့်ဟာဘယ်လိုမျိုးရှိလဲအဲ့ဒါလေးကိုဗလာသူ့ဗီဒီယိုလေးကြည့်နေနေလိုက်ပြီးတော့လေ့လာပါအတူယူပါသူ့ယူပြီးပါတဲ့အခါကျရင်ဟိုလိုက်လို့ပေါ့ဗျာသူ့တိုင်းမတကယ်လိုက်လို့ဆိုတော့ အကွာရောကိုရွေးလိုက်ပါအားနေရားနေဗျာသူသူဗီဒီယိုထိုင်ကြည့်ထိုင်ကြည့်ပြီးသွားတဲ့ခါကျရင်သူ့လိုမျိုးပြောတတ်အောင်ကိုကနေပြီးတော့လေးချက်ဒီမှာဟုတ်ခါလေးတယောက်တည်းရှိနေလဲအဲ့လိုကျွန်တော်ဆီအဲ့လိုဘာရက်အိုဘားမားလို့ရှောက်ပြောတယ်အဲမီရှယ်အဲမီရှယ်အဲဆိုတဲ့နာမအဲ့လိုရှောက်ပြောတယ်ဗျာဆိုတော့အဲ့လိုမျိုးဆိုရင်ကိုပါတယ်တပတ်လေးပါနံပါတ်5 package ပါပေးကြည့်ရမှာပါဒီနေရာမှာကျွန်တော်ပြောခြင်းပါတယ်ကျွန်တော်ရှေ့ရတုန်းကနီးကြီးအကုန်လုံးပြောခဲ့တယ် ဒါဒါလည်းတခြားဘယ်လိုခဲနီးလျှောက်လေးလာလို့ရတယ်မေဥနုရဲ့မေတ္တပလတီကာဆိုတဲ့စာအုပ်လေးနဲ့တော်တော်ကောင်းတယ်အဲဆရာဖေမင်းရဲ့စကားပြောတဲ့ဆိုတဲ့ပေါင်းတင်တတ်သူဆိုလားမသိဘူးအဲအဲအဲစာအုပ်လေးလည်းကောင်းတယ်တခြားဘယ်လိုခေါ်မှာစကားပြောတဲ့စီဝီဗီဒီယိုတွေစသဖြင့်အဲ့ဒါတွေလျှောက်ကြည့်လို့ရတယ်တကယ်ကောင်းပါတယ်ဒါပေမဲ့တစ်ခုပဲဘာသာဘယ်လိုပဲလုံနေလုံနေအခက်အခဲရှိမှာပဲဒါဒါကျွန်တော်ပုံလင်းလင်းပြောတာ ဘရာဒါဘလို့လုံးနေလုံးနေကိုယ်စကားကအရာမရောက်တဲ့အချိန်ကြီးရှိလိမ့်မယ်ကိုယ်စကားကရည်ရွယ်ဖြစ်နေတဲ့အချိန်ဖြစ်လိမ့်မယ်ကြောင်တောင်နိုင်တဲ့အခါကြီးရှိလိမ့်မယ်ဒီနေရာမှာကျွန်တော်ကဘာဖြစ်စေချင်လဲဆိုတော့လက်ခံစေချင်တာကိုကိုကိုဟုတ်တယ်ငါမှားတာရရှိအောင်ပါပဲကိစ္စမရှိဘူးဒါပေမဲ့ငါသာဆက်ကြိုးစားနေဦးမယ်ဆိုရင်ငါရဲ့စကားပြောဆိုရင်တိုးတက်လာမှာပဲဆိုတာရှိစေချင်တယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့နှုတ်ကတော့ကိုကိုကိုအရင်အပြစ်တင်တယ်။အော်ငါစကားပြောတာအစ်မပြေဘူး။တခုမှမနေတယ်ဆိုပြီးတော့ အရင်အပြစ်တင်တယ်အမှန်တကယ်တော့မဟုတ်ဘူးရဲ့နောက်ပိုင်းကျမှကျွန်တော်သိလာတယ်ငါစကားပြောတယ်ဆိုတာကဘယ်တော့မှ perfect ဖြစ်သွားမှာမဟုတ်ဘူးငါကိုယ်ထက်ကောင်းလာဖို့ပဲရှိတယ်ငါဒါကိုယ့်ကိုယူကျုံမရဖြစ်နေမယ်ဆိုရင်ဒီကိုကိုတိုးတက်ဖို့လုပ်နေတဲ့ဟာတွေအကုန်လုံးတော့လုပ်ချင်မှမဟုတ်တော့ဘူးလုပ်ချင်စိတ်ရှိမှမဟုတ်တော့ဘူးဆိုပြီးတော့နားနေလိုက်တယ်ဆိုတော့ brother ကလည်းအဲ့လိုစိတ်လေးကြီးနေတယ် brother ဘလောက်ပဲကြိုးစားကြိုးစားမအောင်ပါပဲမားလည်းကိစ္စမရှိဘူးတက်တက်ပြောတာဗျာဘာလို့မဆိုမားတယ်ဖះရအောင်မားတယ် ဟိုဖះဖြစ်သွားတဲ့ခါတော့မမောက်ဘူးဗျာဖះလောင်းတယ်မှာမှားတာပေါ့ဖះလောင်းလည်းမှားတယ်ပြီးရင်မမားတဲ့လူဆိုပြီးတော့ဗျာလာပြီးပြကြည့်မရှိဘူးနော်ဆိုတော့ဘယ်လိုကောင်းမလဲသူကသူ genius ဖြစ်နေတယ်ဒါပဲဗျာ Einstein Einstein ဆိုလဲမှန်တယ်သိမဲ့ပညာရှင်ဒါပေမဲ့သူ့ရဲ့အိမ်အောင်ရေးဆိုမကောင်းစားတဲ့ဖြစ်မှာဗျာအဲ့လိုမျိုးတွေလူဆိုတာအမားနေကြီးပဲဗတာအဲ့အမားကိုအရင်ကြောက်နေကြမှာလို့အခုလိုလေးကျင်းတဲ့အခါမှာအဲလူတွေကိုကြောက်တယ်ဆိုတဲ့ဟာအဲ့ဒါတော့လေကျွန်တော်ပြောချင်တာသူတို့လည်းလူပဲ ဒါကျွန်တော်လည်းနောက်ပိုင်းကျမှသိလာတာအခုဆိုရင်များကျွန်တော်ဆိုရင်ဇာရေးဇာတွေကျွန်တော်လိုမျိုး YouTuber အကြီးကြီးတွေပေါ့နော်ကျွန်တော်ထံမြင့်တဲ့လူတွေနဲ့ကျွန်တော်ပေါင်းပြတယ်အဲ့လိုပေါင်းတင်းတဲ့အခါမှာသိလိုက်ရတာပါလဲဆိုတော့အဲ့ဒီလူတွေလည်းလူပါပဲဒီလူတွေလည်းဘကုန်းတစ်ဖက်အကြကောင်းတစ်လုံးပေါက်တဲ့လူတွေပုံမှန်ပဲဗျာဘာမှအဲ့လောက်ဟိုလိုအစမ်းကြေးကြီးရှိမနေဘူးဆိုပြီးတော့မြင်မိပါတယ်ဆိုတော့ brother လည်းတွေးစီခြင်းနဲ့လူတယောက်ကိုစကားသွားပြောဖို့ကြောက်နေထားပါဗျာကောင်းမလေးကိုစကားသွားပြောဖို့ကြောက်နေအဲ့ဒါမှမဟုတ်လည်းဟိုလူကြီးတယောက်ကိုပြောဖို့ကြောက်နေတယ် အဲ့ဒါကြောင့်ရိုးလေးတွေ့လိုက်သူတို့လည်းအိမ်နာတက်တာပဲဘာလဲအိမ်နာတက်တာသူတို့လည်းသမင်းစားတာပဲသူတို့လည်းနှာခေါင်းကနှစ်ချီထွက်တာပဲသူတို့လည်းဘာသာကတတွေးထွက်တာတူတူပဲဘလောက်တောင်မှမင်းမျက်မျက်နေလို့လဲတူတူပဲအဲ့လိုမျိုးစိတ်ဓာတ်လေးသွားပါပြီးတော့နောက်တစ်ခုက overthinking မလုပ်နဲ့ဟိုအရင်တွေးမနေနဲ့အာတွေးနေမှားတက်တယ်ဆိုတော့စိတ်ထက်ပေါ်ပြီဆိုရင်ဒါလေးကလေးချင်းယူရတယ်နော်ဒီထက်ပေါ်ပြီဆိုရင်ဖတ်ဖတ်ဖတ်ပြောချလိုက်မှားတယ်ဆိုရင်ကိုကနေပြီးပြန်ပြည့်နည်းနည်းလေးပြင်ပြီးတော့ပြောလိုက်အဖတ်ဆယ်လိုက်ပေါ့ဗျာဒါပဲ အရှင်းလေးပဲကျွန်တော်ထပ်ပြီးမပြောတော့ဘူးအရှင်း၅ခြင်းရှိပါတယ်အကုန်လုံးကိုတကယ်လိုက်လာမယ်တကယ်လေ့ကျင့်မယ်ဆိုရင်တကားပြောတာကောင်းလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်မလေးကြောက်နေစိုးနေကြောက်နေစိုးနေ Welcome to Comp Program ဒီနေ့ကမှာတော်တယ်ဆိုတာတမျိုးတည်းနဲ့မဟုတ်တော့ self confidence ကိုကိုယုံကြည်မှုကစလို့ communication ဆက်သွယ်ပြောဆိုနိုင်မှု decision making ဆုံးဖြတ်ချက်ချနိုင်မှုအဆုံးအရာအားလုံးပတ်စုံတိုးတက်နေဖို့စိတ်တက်ပုံအားပြည့်စုံတဲ့လုပ်ငန်းမျိုးဖြစ်ချင်တာဘယ်နေရာရောက်ရောကိုကိုယုံကြည်မှုအပြည့်ရတည်နေချင်တာဒါဆိုရင်ကောင်းပရိုဂရမ်ကတင်အပ်တော့ပါပဲဒီကောင်းပရိုဂရမ်မှာဆိုရင်မျိုးမစားရှိပြီးတစ်မျိုးက improvement လို့ခေါ်ပြီးနောက်တစ်မျိုးက self studying ပါ ြောင်းတက်နေတဲ့ចောင်းသားတွေအနေနဲ့ဒါမှမဟုတ်ဘာသာစကားတစ်ခုကိုလေ့လာနေတဲ့လူငယ်တွေအတွင်းနဲ့စာတွေကိုဘယ်လိုလေ့လာအောင်စာမလုံးမီပါတွေမလုံးရအောင်လဲစာတွေကိုမှတ်မိအောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေပါပါပါတယ်ဒါအပြင် YouTuber ဖြစ်တဲ့ကိုစောရဲမှုရဲ့ program တွေကလည်းပူဆောင်အနေနဲ့ထပ်ပါဝဲအောင်ပါဒါတွေအတွက်ပြီးဆောင်မဲ့တင်းနှံကြီးလေးရတော့တရက်ကိုမိုးမိုးပေးဖို့ထောင်တဲ့ဆေးရည်စူထားတာလောက်ပဲရှိပါတယ်။ So what do you waiting for? မန်ကန်ရဲ့လမ်းကြောင်းကိုပဲစတင်လိုက်ပါ တတမဲမဲနဲ့ဘဝကိုရင်ဆိုင်ရတဲ့ next generation တွေရောက်ဖြစ်ဖို့ကျွန်တော်တို့နဲ့အတူပြင်ဆင်လိုက်ပါမယ်